မြတ်ဗုဒ္ဓရှိခဲ့စဉ်တုန်းကလည်းဒီထက်ဆိုးဝါးလာတဲ့အဖြစ်စောကားမှုတွေအပြင် ရှင်မောကလံပရိနိဗ္ဗာန်ဆံရသည့်အထိရှိခဲ့တာပါဒါပေမဲ့မြတ်ဗုဒ္ဓကဘသူ့ကိုမှအရေးယူအပြစ်ပေးခြင်းမရှိခဲ့ပါဘူးမြတ်ဗုဒ္ဓရှိခဲ့စဉ်တုန်းကလည်းဒီထက်ဆိုးဝါးလာတဲ့အဖြစ်စောကားမှုတွေအပြင်ရှင်မောကလံပရိနိဗ္ဗာန်ဆံရသည့်အထိ ရှိခဲ့တာပါဒါပေမဲ့မြတ်ဗုဒ္ဓကဘုသူ့ကိုမှအေးအေးယူအပြစ်ပေးခြင်းမရှိခဲ့ပါဘူးတတဝါတွေသူတို့ထိုင်နဲ့သူတို့ကံရှိပါသေးအရှင်ဘုရားအရှင်ဘုရားလည်းချမ်းသာစွာတရင်သုံးတော်မူပါဘုရားတဲ့ဒီမှန်လေးကဗုဒ္ဓဘာသာကိုစော်ကားလာပြီဆိုရင်ထိုက်တဲ့အပြစ်ဒဏ်ပေးတင်တယ်လို့ဥစဉ်ပြောထားတဲ့ပုဒ်ထဲမှာလာမှန်ထားတာပါနော်ဥစဉ်ပြောကျင်တဲ့သဘောက ဗုဒ္ဓဘာသာကိုစော်ကားလာပြီဆိုရင်ဗုဒ္ဓဘာသာဝင်လူ့အကြောင်းတာဝန်ရှိသူများကအဲ့ဒီစော်ကားတဲ့လူကိုထိုက်တင်တဲ့အပြစ်ဒဏ်ပေးတင်တယ်လို့ပြောကြတာယဟန်တွေကအပြစ်ပေးရမယ်လို့ပြောတာမဟုတ်ဘူးယဟန်တွေအနေနဲ့လည်းပဲဘု து ကောမှအပြစ်ပေးလို့မရဘူးနော်သာသနာဆိုတာကလေယဟန်တွေကြီးပဲစောင့်ရှောက်နေုံနဲ့မမြင်နိုင်ဘူးတာဝန်ရှိသူလူ့အကြောင်းများကလည်းဝိုင်းဝန်းပြီးစောင့်ရှောက်ပေးမှသာသနာတော်ဟာတည်မြဲနိုင်တာ ာသနာဗဟုသုတပကာတဏီကျမ်းမှာသာသနာနာမရာဇာနံနေတာယတိတ်တေဣဒ္ဓမိစ္ဆာဒိဋ္ဌိကရာဇာနောသာသနံဒုတင်တိတထုနာတမ္မာဒိဋ္ဌိစရာဇာနောပကဏံ देव သာသနံဧဝံသတိအာကာတိဥလူရာဇာဝအဓိပတိလို့ဆိုထားတယ်ဆိုလိုရင်းအိဗေအချင်းကသာသနာသည်တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမင်းများအပေါ်မှာတည်တယ် တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမင်းများကသာသနာကိုစောင့်ရှောက်နိုင်မှသာသနာတော်သည်ကြီးပွားနိုင်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်ဒါကြောင့်သာသနာတော်ကိုယဟန်တွေကြီးပဲစောင့်ရှောက်နေုံနဲ့မရဘူးတာဝန်ရှိသူတာဝန်သိသူလူဝတ်ကြောင်ပုဂ္ဂိုလ်များကဝိုင်းဝန်းပြီးစောင့်ရှောက်ပေးမှလေသာသနာတော်ဟာတည်ငြိမ်နိုင်တယ်နောက်ပြီးအရှင်မောက်ကလန်ကိုခေါ်တာ900ဝိုင်းရိုက်တဲ့ကိစ္စအဲ့ဒီကိစ္စကိုဇာတသမင်းသိတဲ့အခါမှာ အဲ့ဒီခိုးသား900ကိုတရားစီရင်ပြီးတော့အပြစ်ဒဏ်ပေးခဲ့တယ်။အဲ့ဒီလိုအပြစ်ဒဏ်ပေးခဲ့တဲ့အတွက်နောက်နောက်ဘယ်မိစ္ဆာတိတိကမှဗုဒ္ဓဘာသာကိုမစော်ကားရဲတော့ဘူးနော်။အဲ့ဒါလေးကိုတော့ဒကာလေးသိအောင်ကြိုးစားပါလို့ဥစဉ်ပြောချင်ပါတယ်နော်။အရှင်ဖေရဖေရပုံတော်ကိုမတိပဲနင်းမိတာငရဲကြီးပါသလားဖေရတဲ့။စေတနာနဲ့နင်းတယ်ဆိုရင်တော့ငရဲကြီးပါတယ်။စေတနာနဲ့နင်းတာမဟုတ်ဘူးဆိုရင်တော့ငရဲမကြီးပါဘူး။ နင်းတိုင်းသာငရေကြီးရမယ်ဆိုရင်ဦးစင်းတို့တကားတို့သွာလာနေတဲ့မြေကြီးရဲ့အောက်မှာနှစ်ပေါင်းများစွာတုန်းကမြုပ်နေတဲ့ဖရာရုပ်ပွားစင်းတူတော်တွေရှိပါတယ်အဲ့ဒီလိုမြုပ်နေတဲ့ဖရာရုပ်ပွားစင်းတူတော်တွေရဲ့အပေါ်မှာတကားတို့ဦးစင်းတို့ကနင်းပြီးဖြတ်တန်းသွာလာနေတာဖြစ်တဲ့အတွက်တွေးကြည့်မယ်ဆိုရင်ငရေကြီးနေလောက်ပါပြီဒါကြောင့်စေတနာနဲ့တကားနင်းတာမဟုတ်ရင်ငရေမကြည့်ဘူးလို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖရာမဟောတရာစာအုပ်နဲ့ရှေးခေတ်ပုံပြင်တွေမှာ တရိษံကလူစကားကို ပြောတတ်တာလားဖေယဖြေချရရင်ဖြေချပေးတော်မူပါတဲ့တရိษံကလူစကားပြောတာမဟုတ်ဘူးเนาะအမှုအရာနဲ့ပြောတာပါအဲ့ဒါကိုမြတ်စွာဘုရားကတပ်ပြညွတ်ညံနဲ့စင်ချင်ပြီးလူတွေနားလဲအောင် လူတို့ရဲ့ဘာသာစကားနဲ့ပြန်ပြီးဟောပြတာဖြစ်ပါတယ်သို့တော်လည်းပဲတခါတရံမှာတော့တရိษံတွေစကားပြောတာရှိပါတယ် တခါတရံမှာတရိတ်ဆန်တွေစကားပြောကြောင်းကို ပြောပြရမယ်ဆိုရင်ပင်စကနိပတ်သူဝနမိကဇတ်တော်မှာဖရာအလောင်းတမင်မင်းကြော်ကွင်းမိတဲ့အခါမှာတမင်မကမုတ်ဆိုးရှိကနေရက်ပြီးအိုမုတ်ဆိုးကြီးကျွန်တော်မျိုးမကိုအရင်တတ်ပါပြီးတော့မှတမင်ထီးကိုတတ်ပါဆိုပြီးလူတို့ရဲ့ဘာသာစကားဖြင့်ပြောဆိုပါတယ်အဲ့ဒီအခါမှာမုတ်ဆိုးကြီးကအိုတမင်မငါသည်ရှေ့အခါကတရိတ်ဆန်လူစကားပြောတာကို ကြားလဲမကြားဘူးပါမြင်လဲမမြင်ဘူးပါယခုအခါမှာတရိတ်ဆန်ကလူစကားပြောတာကိုကြားလဲကြားဘူးပါပြီမြင်လဲမြင်ဘူးပါပြီအိုတမင်မတင့်ကိုလဲမတက်လို့ပါတမင်ထီးလဲချမ်းသာပါစေဆိုပြီးတမင်ထီးကိုပါလွတ်ပေးလိုက်ပါတယ်သူဝနာမိကသတ်တော်ကိုထောက်ဆား၍ပြောရမယ်ဆိုရင်တခါတရံမှာတရိတ်ဆန်တွေစကားပြောတတ်တာရှိပါတယ်တဲတော်ဆရာတော်ဖရာကြီးငယ်စဉ်တုန်းကလည်းပဲဥပဆိုတဲ့လူကြီးကိုနှွားကြီးတကောင်က ဥပဘယ်သွားမလို့လဲဆိုပြီးလူတို့ရဲ့ဘာသာစကားဖြင့်နှုတ်ဆက်ပါတယ်။အဲ့ဒီလိုနွားကလူတို့ရဲ့ဘာသာစကားဖြင့်ပြောဆိုပြီးနှုတ်ဆက်တာကိုဥပဘကကြားတဲ့အခါမှာလန့်ပြီးတော့တည်သွားတယ်လို့တဲတော်ဆရာတော်ကြီးရဲ့ဓမ္မအမေးအဖြေစာအုပ်မှာဖတ်ဖူးပါတယ်။ဒါကြောင့်တရိတ်ဆန်ဟာလူစကားပြောတာ ရှိတော်ရှိပါတယ်။သို့တော့အလွန်အလွန်ဖြစ်ခဲ့တဲ့အရာတစ်ခုလို့မှတ်သားထားရမှာဖြစ်ပါတယ်။ဆုံးမရလွယ်ကူတဲ့သူ ဘာသာလေကြတော့တချို့ပုံကိုယ်တွေဟာအဆုံးမရတာအမတန်ကို လွယ်ကူကြပါတယ်တချို့သားသမီးတွေဟာအဆုံးမရတာလွယ်ကူတယ်တချို့တပည့်တွေဟာအဆုံးမရတာလွယ်ကူတယ်တချို့ဝန်တန်းတွေဟာအဆုံးမရတာလွယ်ကူတယ်ကိုကကိုကကို ဆုံးမရတဲ့သူဆုံးမခံတဲ့အခါမှာလွယ်ကူတဲ့သူလားပြန်ပြီးတော့မှစဉ်းစားဆင်ခြင်ပါငါတို့ကဘုရားလောင်းဟာကြတိဝို့ပြီးတော့ တော်ထဲမှာတရားကြင့်ကြံကြိုးကိုအားထုတ်နေတဲ့အချိန်ရွာထဲကိုဆွမ်းကန်ကြွပြီးတော့မှပြန်အလာနေကလည်းပူပူပုံနေကလည်းတူတူဆိုတော့ရေချိုးမယ်ဆိုပြီးရေကန်ထဲကိုစင်းကြေမိုးချိုးရေချိုးပြီးတော့တက်လာတဲ့အခါမှာအဲ့ဒီကန်ထဲမှာပေါက်နေတဲ့မရုံမှာကြာပန်းကိုအဝေးကနေနှမ်းရှိုက်လိုက်ပါတယ်ဒါကိုမြင်သွားတဲ့ရေကန်ဆောင်မတ်သမီးက မသက်မသာဖြစ်ပြီးတော့မကြည်မနှက်ဖြစ်သွားပါလေ။အဲ့ဒီမှာမကြည်မနှက်ဖြစ်ပြီးတော့မှဘာပြောတော့ဆိုတော့ဟဲ့ယဟန်တဲ့။တင်ဟာတဲ့နန္တာတခုပဲတဲ့။ပိုင်ရှင်မပေးတဲ့ဒီကြပန်းကိုအနံ့ခိုးနန်းတာဟာခိုးခြင်းတမျိုးပဲလို့သူကအဲ့ဒီလိုပြောပါတယ်။အဲ့ဒီမှာဘုရားအလောင်းရသေးရလဲပဲမကြည်မနှက်ဖြစ်ပြီးတော့ ကာနတ်သမီးတဲ့ငါကရေချိုးပြီးတော့မှနင့်ကြပန်းကို ချိုးတာလည်းမဟုတ်ဘူးဖြက်စီးတာလည်းမဟုတ်ဘူးအဝေးကနေအနံ့လေးကိုပဲနမ်းတာငါရှိငါရှိမှာရေချိုးသွားကြတဲ့ယောက်ျားတွေရောမိန်းမတွေရောကြာကန်ထဲမှာရှိတဲ့ဗရုံးမကြတဲ့ကိုချိုးပြီးတော့ဖြက်စီးသွားတဲ့လူတွေတောင်ရှိသေးတာပဲသူတို့ကိုကြတော့သင်ကဘာမှမပြောဘဲနဲ့ငါကြမှာတခိုးလို့စွတ်စွဲရသလားလို့ဘုရားလောင်းကလည်းပြန်ပြီးတော့ပြောပါတယ် အဲ့ဒီမှာအနတ်သမီးကဖယားလောင်းရက်တိမကြားမှာဆိုလို့အရှိကိုခြေတလန်းတိုးပြီးတော့မှပြောပါတယ်။ဘာပြောတုံးဆိုတော့နိမေယဟန်တဲ့ငါတင့်ကိုပြောမယ်တရားနာထောင်ပါတဲ့။တချို့ပုဂ္ဂိုလ်တွေကလက်နီးစုပ်လိုပဲတဲ့။အဲ့ဒီလက်နီးစုပ်ဟာအညစ်အကြေးပေးချန်သွားတာဘာမှသိပ်ပြီးတော့မှထူးမလာဘူး။ပိုမဲခွက်တွေပေးချန်သွားတာသူ့အတွက်ဘာမှထူးမလာဘူး။ အဲ့ဒီလည်းနေစုပ်လို့ပဲတချို့ပုံကများကြတော့အမတန်မှအပြစ်တွေကလည်းမြင့်သေးပေးကြံနေတဲ့လက်နည်းစုပ်လို့ပဲသူ့မှာဒီအပြစ်တွေပေးကြံသွားတာသူ့အတွက်ဘာမှမပြောပါတော့ဘူးငါတို့အနေနဲ့လည်းဒါတွေကို စားခွဲပြီးတော့မှ ပြောနေစရာအကြောင်းလည်းမရှိဘူးအေးတင်ကတော့စင်ကြယ်မှုကိုရှာမိနေတဲ့သူ ဖြစ်တဲ့အတွက်ပါမီပြားလောက်အကုသို့အညစ်ကြေးလေးတောင်မှတိမ်တိုက်ကြီးလို့သဘောထားရမယ်လို့ ဒါကြောင့်မို့ငါတို့ကတင့်ကိုပြောနေရခြင်းဖြစ်ပါတယ်လို့နတ်သမီးကအရှင်းပြလိုက်ပါတယ်။ဒီစကားကိုဖယားလောင်ရဲ့တိကလည်းပဲအတော်လေးကိုသဘောကျတော့ပါ။ဟာနတ်သမီးတဲ့။တင့်ရဲ့ဥပမာပေးတဲ့စကားလေးကိုငါတိတ်သဘောကျတယ်တဲ့။တင်ဟာငါရဲ့စင်ကြယ်မှုကိုလည်းအတိမပြုတယ်တဲ့။ဒါကြောင့်မို့လေနောက်များနောက်များမှာတကယ်လို့များငါတို့မှာအပြစ်အနာအစာတစုံတရာတွေ့ခဲ့မယ်ဆိုရင်တင်ဟာငါကိုဆုံးမနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။ ။ဒါသမီးကအဲ့ဒီမှာမျက်နှာတင်းတင်းခတ်မှန်မှန်ပဲပြန်ပြောပါတယ်။ဒီမယဟန်တဲ့။ငါ့ကိုအာမကိုပါနဲ့။ငါ့ကိုမိမခိုပါနဲ့။ငါကသင့်ရဲ့ဆရာလည်းမဟုတ်ပါဘူး။အဲ့တော့သင်ဟာသင်စင်ကြယ်မှုကိုရှာမိပါ။ငါကိုအာမကိုပါနဲ့ငါတို့ကလည်းတင့်ကိုမျက်စိတောက်ထောက်ကြည့်နေမှာမဟုတ်ဘူးလို့စတင်းတင်းပဲပြန်ပြောလိုက်ပါတယ်။မျက်နှာကတင်းတင်းနဲ့ပြန်ပြောလိုက်ရပေမဲ့လို့စိတ်ထဲမှာတော့အမတန်မှဆုံးမရလွယ်ကူတဲ့ ဒီယတိကိုယေကာဇာနတ်သမီးဟာအမတန်ကိုကြည်ညိုလေးစားအားကျနေမိပါတယ်အဲ့တော့ပြောချင်တာကတော့တချို့ပုံကိုယ်တွေဟာဆုံးမရတာအမတန်ကိုလွယ်ကူတယ်ဆုံးမလိုက်တဲ့ခါမှာလိုက်နာကျင့်သုံးမှုလည်းပဲရှိတယ်ဟိုဘာနဲ့တူလဲလို့ဆိုတော့ဟိုတချို့ပုံကိုယ်များကြတော့ဥပမာမြောင်းထဲမှာလူတစ်ယောက်ဟာရင်မြောင်းတူးနေတယ်ရင်မြောင်းတူးနေတဲ့ပုံကိုယ်ဟာသူ့ရဲ့ခန္ဓာကိုယ်မှာဝတ်စားထားတဲ့အဝတ်စားတွေဟာ ရှင်လေးနဲ့ပေးကြနေမှာပေါ့သူ့အတွက်ရှင်ပေးတာဘာမှမထူးဝင်မဲလို့ခြေကံဘေးမှာပိုင်ကျနေတဲ့သူကိုရှင်တစ်ဆက်ပေးသွားမယ်ဆိုရင်တော့သူ့အတွက်ဟာတိတ်ပြီးတော့မှချုပ်သွားတယ်ဒီလိုပဲနောက်ပုတ်မှာတခုကတော့လက်နီးစိုးဟာအညစ်အထေးတွေနဲ့ပေးကြံနေတဲ့အတွေ့သူ့အတွက်နောက်ထပ်အညစ်ကြေးပေးတဲ့အခါမှာဘာမှတိတ်ပြီးတော့မှကျူးမလာပြီမဲ့လို့အဲတချို့ပုဂ္ဂိုလ်များကြတော့လေအညစ်ကြေးတွေနဲ့ ြည့်နှံ့နေတဲ့အာဟုတို့အညစ်အကြေးတွေနဲ့ပြည့်နှံ့နေတဲ့ပုံကိုများကြတော့နောက်ထပ်အညစ်အကြေးတွေအိုးမဲတွေပေးလာတာသူ့အတွက်ဘာမှဖိတ်ပြီးတော့မှမထူလာပါဘူးအဲဒီလိုပဲစင်ကြယ်မှုကိုရှာမိတဲ့ပုံကိုရင်ရင်ကြေးကြေးတိမ်တိမ်မွေ့မွေ့နေတဲ့ပုံကိုများကြတော့အာဟုတို့အညစ်အကြေးလေးတစ်ခုပေသွားမယ်ဆိုရင် သူဟာပါမီပြားလောက်ကလေးပင်ဖြစ်တော့လဲပဲတိမ်တိုက်ကြီးလိုသဘောထားပါလို့ ာသမီးပြောသွားတဲ့ဥပမာတော့ပဲကိုနဲ့သူသူတာမဟုတ်ကိုနဲ့သူနေပုံတိုင်းပုံသွားပုံလာပုံပြောပုံဆိုပုံသူတာမဟုတ်တဲ့အတွက်သူများကိုသွားမတူပါနဲ့ကိုဘာသာကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပါဆုံးမရလွယ်တဲ့သူဖြစ်ပါစေအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ